မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ KNU တပ်မဟာခွနဲ့နယ်မြေ KNU ဗဟုဌာနချုပ်နယ်မြေအနီးကိုစစ်ကောင်စီကအသေးကန် drone 9စီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ17ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာအကြမ်းဖက်စစ်တပ်က KNU ဗဟုဌာနချုပ်ရုံးအနီးကိုအသေးကန် drone 9စီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အသေးကန် drone 9စီးတဲက9စီးဟာပောက်ကွဲခဲ့တော့လဲလူတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ KNU ဗဟုဌာနချုပ်ကိုအသေးကန် drone 9စီးနဲ့ဘုံကျဲတယ်၅လုံးပောက် ောက်ကွဲတယ်ပောက်ကွဲတာကစံကိုတော်အနည်းနဲ့ KNU ဗိုလ်ဌာနချုပ်အခမ်းအနားခမ်းမဆောင်အနည်းမှာပောက်ကွဲပါတယ်လူတော့ထိခိုက်မှုမရှိဘူးလို့ KNU သတင်းရင်းမြစ်ကပြောပြထားပါတယ် KNU ဗိုလ်ဌာနချုပ်ကိုစစ်ကောင်စီတပ်က drone နဲ့ပုံကျဲမှုဟာအခုအချိန်နဲ့ဆိုရင်၃ချိန်မြောက်ဖြစ်ပြီးတော့အခုနဲ့ဇန်နဝါရီလနဲ့2024ခုနှစ်အောက်တိုဘာလအတွင်းမှာလည်း2ချိန် အသေးကန် drone နဲ့ဘုံကျဲတက်ခိုက်ခဲ့မှုတယ်လို့သိရပါဗါးအခုနဲ့ဇန်နဝါရီလ31ရက်နေ့ကလည်း KNU ကရဲအမျိုးသားအစည်းအရုံးတပ်မဟာခွန်းရဲ့နယ်မြေ KNU ဌာနချုပ်ရုံးကိုကာမီကာစီအသေးကန် drone နှစ်စီးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့အရတားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး2024ခုနှစ်အော်တိုဘာလ22ရက်နေ့မနက်10:00နာရီဝန်းကျင်အချိန်မှာ KNU တပ်မဟာခွန်းရဲ့နယ်မြေကရဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗဟိုဌာနချုပ်ရှိရာနေရာကိုလည်းကာမီကာစီ drone ၄စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အာနာသိန်းစစ်ကောင်စီအုပ်စုကလက်သက်မွေးထားတဲ့ပြည်သူ့စစ်အမိခံပြူစောထီးတွေဟာမန္တလေးမြို့မှာခင်တိုင်းကျဲကြီးစိုးတောင်းကြပြီးတော့အကြမ်းဖက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြူစောထီးတွေဟာမန္တလေးမြို့ပေါ်ကရက်ွက်ယုံမိသက်ယုံနဲ့ဌာနဆိုင်ရာယုံတွေအလုံးနှီးပါးမှာရှိနေတတ်တယ်လို့ရက်ွက်တချို့မှာပြူစောထီးယုံစခန်းလဲဖွင့်လှစ်ထားပြီးတော့အုပ်စုဖွဲ့လက်နက်ကိုင်းကလမ်းသွာလမ်းလာတွေကိုလက်နက်ပြမိုက်ကြီးခွဲငွေမြင့်တာဖမ်းဆီးပေါ်တာဆွဲတာဓမြတိုက်လူရတာတွေကိုကျူးလွန်နေတယ်လို့သိရပါတယ်မန္တလေးမြို့နဲ့လမ်း80နဲ့32လမ်းကပြုတ်ဘုံကျောင်းအနီးမှာလမ်းသွာလမ်းလာဆိုင်ကယ်ကိုပြူစောထီးတွေကအကြမ်းဖက်ရိုက်နှက်ညှင်းပန်းနေတဲ့ရုပ်တံဖိုင်တစ်ခုလဲလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပါတယ် စစ်အာဏာသိမ်းပြီးတဲ့နောက်2022ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးတော့စစ်ကောင်စီအုပ်စုကမန္တလေးမြို့ပေါ်မှာရက်ွက်တွေမှာရှိတဲ့သူတို့ကိုတိစာခန်းနဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုတနက်ထုတ်ပေးထားကပြူစောတိအဖွဲ့ခေါင်းဆောင်တွေအဖြစ်နဲ့ခန့်အပ်ထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာမတိမငြိမ်ဖြစ်နေတဲ့နေရများဟာပညာရေးအားနည်းတဲ့ဒေသတွေဖြစ်ပြီးတော့အတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းတဲ့အတွာအကြမ်းဖက်မှုလောက်ရများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကပြင်းဦးလယ်မြို့အမှတ်3အခြေခံပညာထပ်တန်းကျောင်းမှာ၎င်းကအခုလိုမျိုးပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့မတိမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မယ်ဆိုပါက ညာရေးအားနည်းတဲ့ဒေသတွေမှာပုံမဖြစ်ပွားတာကိုတွေ့ရမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။အတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလောက်ရံများကိုလုံဆောင်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံများရဲ့လူမှုဘဝစီးပွားရေးများကိုပါထိခိုက်လာစေတယ်လို့မေးအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ဒါအပြင်ပညာရေးဝန်ထမ်းများအပြင်နိုင်ငံဝန်ထမ်းများအနေနဲ့ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မှာဖြစ်ပြီးတော့နိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုအပ်ကြောင်း မိမိတို့တာဝန်ယူထားတဲ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုကျေပွန်ရမှာဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုလိုက်ပါရယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဇွန်လ9ရက်နေ့မှာပြည်ဦးလွင်မြို့ကိုရောက်ရှိလာခဲ့ပြီးတော့ဇွန်လ17ရက်နေ့မှာထပ်မံပြီးတော့ပြည်ဦးလွင်မြို့ကိုပဲထပ်မံစစ်ဆေးမှုများလှုပ်ဆောင်နေတယ်လို့သိရပါရယ်ဇွန်လ9ရက်နေ့ကနေစတင်ပြီးတော့ပြည်ဦးလွင်မှာရှိတဲ့နေအိမ်မှာရောက်ရှိနေထိုင်နေတယ်လို့တပ်သတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာလမ်းဆောင်မှာစစ်တပ်ကပြည်သူ၃ဦးကိုပြစ်တက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ၁၂ရက်နေ့မနက်၆နာရီအချိန်မှာစစ်တပ်ကတပ်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးမော်စီစာလမ်းဆောင်မှာပြည်သူ၃ဦးရဲ့ရုပ်အလောင်းများကိုတွေ့ခဲ့ရတယ်လို့ပြောပါရတယ်။အလောင်းများဟာတွေ့တွေခဲနေပြီးတော့မနေ့ညကလေးကပြစ်ခတ်ခံရခြင်းဖြစ်နိုင်တယ်လို့ဒေသခံပြည်သူများကရှင်းပြထားပါရတယ်။ မနေ့ညကတနက်တန်နေကြရတယ်အခုမနေ့အလောင်းနေမှာသွေးတွေခဲနေပြီးတော့ပျော့စိတ်တွေရင်နေအောင်နေတယ်မနေ့ညကလည်းကပြတ်တက်ထားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အချမ်းမဆက်တက်ကမေလနှောင်းပိုင်းကစတင်ပြီးတော့မော်စီစာဖျားကုန်းမှာစစ်တပ်ကဝင်းရောက်တက်ဆွဲပြီးတဲ့နောက်ကြောက်စိန်တူဖော်ရေးလောက်ွက်အတွင်ကုမ္ပဏီပိုင်ကားများအဆောက်အုံများကိုမိရှုပ်ဖျက်ဆီးမှုများလှုပ်ဆောင်ရရှိတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်း DDA မြို့နယ်ကွန်ပလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကိုက စစ်ဘုတ်ထမ်းခြင်းအဖြစ်နဲ့လူငယ်တွေရှိတဲ့မိသားစုတစုကိုငွေကျပ်တသိန်းနဲ့တာယောက်ကြားလေးမရှိတဲ့မိသားစုတစုကိုငွေကျပ်၄000အထိတိုးမြင့်ကောက်ခံရန်အစည်းအဝေးခေါ်ပြောဆိုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဇွန်လအတွင်းမှာ AOD တိုင်းဖျားပုံခရိုင် DDA မြို့နယ်ကွန်ပလိုင်းကြီးရွာအုပ်ချုပ်ရေးမှူးကလစဉ်စစ်ဘုတ်ထမ်းရမယ့်လူငယ်များကိုရွာကပေးရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။မိမိတို့ရဲ့သားသမီးများကိုမပေးချင်ပါက လူစားထိုးပြီးတော့ဝယ်ထည့်ရမှာဖြစ်ပြီးလက်ရှိကောက်ခံနေတဲ့ပတ်စံနဲ့မလုံလောက်ဘူးလို့အစည်းအဝေးခေါ်ပြောလိုက်ပါတယ်။ဒါကြောင့်လစဉ်ကောက်ခံနေတဲ့စစ်မှုထမ်းခြင်းများကိုတိုးမြှင့်ပြီးတော့ကောက်ခံသွားမှာဖြစ်တယ်လို့ပြောပါတယ်။လူငယ်ရှိတဲ့မိသားစုဝင်တွေဆိုရင်မိသားစုတစုကိုလစဉ်တသိန်းကျပ်တယောက်ကြားလေးမရှိတဲ့မိသားစုတစုဆိုရင်လစဉ်ငွေကျပ်၄000ကောက်ခံမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။လစဉ်စစ်မှုထမ်းလူစားထုတ်ဖို့အတွက် အသက်16နှစ်ကနေအသက်35နှစ်ရှိတဲ့လူငယ်ရှိတဲ့မိသားစုတွေဆိုရင်တစ်လကိုတစ်သိန်းအသက်35နှစ်ကနေအသက်65နှစ်အထိအမျိုးသားတွေရှိတဲ့အိမ်ဆိုရင်တစ်လကို3000တာသမီမရှိတဲ့အိမ်ဆိုရင်တစ်လကို4000တိုးပြီးတော့ကောက်မယ်ကွန်ပလိုင်းနဲ့ကျွဲချံစုနှစ်ရွာတအုပ်စုကို3160နီးပါးရအောင်ကောက်ရမယ်လို့ဒေတာကံပြည်သူတို့ကရှင်းပြထားပါတယ်စစ်မှုထမ်းခြင်းလစဉ်ပေးထားပါက ပေါ်တာဆွဲခံရခြင်းကနေကင်းဝေးပြီးတော့မိမိတို့ရဲ့တားယောက်ကြားလေးများလုံခြုံစိတ်ချရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။စစ်မှုထမ်းခြင်းမပေးပါကပေါ်တာဆွဲခံရမှာဖြစ်တဲ့အပြင်ရွာထဲမှာတော့မှကောင်းကောင်းနေထိုင်ရမှာမဟုတ်ပဲမလုံခြုံနိုင်ဘူးလို့ကွန်ပလိုင်းကြီးရောအုပ်ချုပ်ရေးမှူးမင်းမြတ်သူကချင်းချောက်ပြောဆိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့နမ်မတူမြို့နယ်မန်လီကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ12ရက်နေ့မနေ့တနအိ10မိနစ်အချိန်မှာတစ်ချိန်မနေ့တနအိ18မိနစ်အချိန်မှာတစ်ချိန်စုစုပေါင်း2ချိန်စစ်လေရင်နဲ့ဘုံကျဲချခဲ့ပြီးတော့ပေါင်900ဘုံနှလုံးကျဲချသွားတယ်လို့သိရပါတယ်။၎င်းဘုံကျဲမှုကြောင့်ဖုန်ကြီးကြောင်စာတင်ကြောင်နဲ့ပြည်သူလူထုတွေရဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အဲ့ဒီကြေးရွာကိုစစ်ကောင်စီတပ်က ဘာတိုက်ပွဲမှမရှိဘဲနဲ့ပြည်သူလူထုများကိုရည်ရွယ်ချက်ရှိရှိဥတည်ပြီးတော့ဘုံများလာရောက်ကျဲချခြင်းဖြစ်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။မန်လီရွာစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းကဘုံကျဲခံရတာအခုအခေါက်နဲ့ဆိုရင်၃ချိန်ရှိနေပါပြီ။2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာ၃ချိန်၊2024ခုနှစ်ဇန်နဝါရီလထဲမှာ၃ချိန်အခုနဲ့ဆိုရင်၃ချိန်ရှိနေပြီ။စစ်အာဏာမသိမ်းခင်ကလည်းစစ်တပ်ကမန်လီရွာကိုဝင်ပြီးတော့မိရှို့ခဲ့တာကြောင့်အိုးတဲ့အိမ်တဲ့မထူထောင်နိုင်တော့ဘဲနဲ့ ်နေမြေတစ်ထွက်ခွာသွားတဲ့သူတွေများပါတယ်အခုမနဲ့ဘုံကျဲတာကြောင့်ပြက်စီးမှုအသေးစိတ်တော့အဆက်အသွယ်မရသေးလို့မသိရသေးပါဘူးလို့2024ခုနှစ်ဖေဖော်ဝါရီလကတည်းကမန်လီကျေးရွာကစစ်ဘေးရှောင်ပြီးတော့ပြင်းလွယ်မြို့မှာရောက်ရှိနေထိုင်နေတဲ့တောင်တိုင်းသားတို့ကရှင်းပြထားပါတယ်နမ်မတူမြို့နယ်မန်လီကျေးရွာဟာတောင်တိုင်းသားအများစုနေထိုင်တဲ့ကျေးရွာတစ်ခုဖြစ်ပြီးတော့အစဉ်အဆက်စစ်တပ်ရဲ့မိရှုပြက်စီးမှု လေကြောင်းတိုက်ခတ်မှုများနဲ့လက်နက်ကြီးများပစ်ခတ်မှုဖျက်ဆီးမှုများကို တောက်လျှောက်ခံလာရတဲ့ခြေရွာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ကအခုဇွန်လအတွင်းမှာအပြစ်ခတ်ရဆဲရေးကြီးညာထားတော်လဲ။နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်ခြင်းလက်နက်ကြီးနဲ့ပြစ်ခတ်ခြင်းလေကြောင်းကနေတိုက်ခတ်ခြင်းများလှုပ်ဆောင်ခဲ့တဲ့အပြင်ဒီကနေ့မနက်ပိုင်းမှာလည်းဘာတိုက်ပွဲမှမရှိဘဲနဲ့နမ်မတူမြို့နယ်မန်လီခြေရွာကိုဘုံကျဲတိုက်ခိုက်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇွန်လ17ရက်နေ့ကထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်လက်ရာခရိုင်အမှတ်၃၁၉အမြန်လမ်းမကြီးပေါ်မှာမြန်မာနိုင်ငံသား၁၉ဦးကိုတင်ဆောင်လာတဲ့ picket truck ကားတစ်စီးကို ဟိုက်ရက်တပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရင်မောင်းဟာရဲကိုမြင်ပြီးတော့ထွက်ပြေးရန်ကြိုးစားခဲ့တော့လေအချိန်မီတားဆီးနိုင်ခဲ့တယ်လို့သိရပါဗါတယ်။တားဆီးစစ်ဆေးရာမှာကားထဲမှာလိုက်ပါလာတဲ့ခီးတွေတွေကိုပြည့်နှက်အောင်တင်ဆောင်ထားပြီးတော့ကားရဲ့အရှိပိုင်းမှာ16ဦး၊ကားရဲ့အနောက်ခန်းမှာ3ဦးတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။စုစုပေါင်းအမျိုးသား17ဦး၊အမျိုးသမီး9ဦးပါဝင်ပြီးတော့ထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတယ်လို့ခရီးသည်များကဝန်ခံထားကြောင်းသိရပါဗါတယ်။ရင်မောင်းဖြစ်သူဟာမြန်မာလူမျိုးတအုပ်ဖြစ်ပြီးတော့စစ်ဆေးကြည့်ရာမှာစိတ်ကြွယူသွဆေးပြ ားများကိုလည်းတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီသူကခရီးသည်များကိုဆူရက်ကော့ဆွန်ဝေနဲ့မလေးရှားစတဲ့ဒေသများကိုဆက်လက်ပြီးတော့ပို့ဆောင်ရန်ရှိနေတယ်လို့ဝန်ခံပြောကြားထားပါတယ်။ခရီးသည်တအူးကိုကနအူးဘတ်900ခန့်ပေးထားပြီးတော့ခရီးစဉ်ပြီးသွားပါကထပ်မံပြီးတော့ဘတ်12000ပေးရမယ်လို့ပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ